ြေလန်းဟာဟိုနောက်ဆုံးတော့ပတ်ရောက်နိုင်တယ်အဲ့တော့ rock တချင်းကိုသူကယိုယိုလဲဆိုလို့မရဘူးအတန်ကိုလုံးဝ rock style နဲ့ဟိုမှာတကယ်ကိုဘယ်လိုပြောမလဲတကယ် rocker ကြီးတယောက်လို့ဆိုရမယ်ဆိုတော့ကိုကအမှန်တမ်းပြောကို career လည်းမဟုတ်ဘူးလေဟုတ်တယ်မလားကို career လည်းမဟုတ်ဘူးကျွန်တော်လည်းတေးသေးချာချာလေးလည်းပြောခဲ့တယ်စင်ပေါ်မှာတောင်းပန်ပါတယ်ဒီတချင်းဒီကျွန်တော်ရဲ့ပုံစံလည်းမဟုတ်တလို့ကျွန်တော်ရဲ့ style လည်းမဟုတ်ဘူးဆိုတဲ့ဟာကိုအဲ့ဒီတောင်းပန်တဲ့ဟာကိုမတင်မဲနဲ့ဖြတ်လိုက်တယ်ဖြတ်ပြီးတော့ဆိုတဲ့ဟာကိုပဲတင်လိုက်တော့အဲ့လိုမျိုးဖြစ်သွားတယ် ဲ့တော့လဲကျေးဇူးတင်ပါတယ်ဗောနော်ဘယ်လာဝဲဝဲဟေးဒီချစ်လန်းနေစတဲ့ဘူးတော့လို့ရကျေးဖြစ်ပါတယ်ကျေးဖြစ်ပါတယ်ဘယ်လိုလေးလဲဘလိုလေးလဲဆိုတော့ဘာမှတော့ feeling မရှိပါဘူးအဓိကတော့ဒါစင်ပေါ်မှာဒါကိုယ်အလုတ်ကိုအလုံးနဲ့တူအောင်ကိုယ်လောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒီဒါပြိတဲ့ ရဲ့ထင်မြင်ဆုံးဖြတ်မှုကတော့တို့ပါတာတို့ပေါ့နော်ဒါတော့ကိုကတော့ကိုကောင်းဆုံးကိုကိုပေးရတဲ့တောင်းဝင်ကိုကောင်းဆုံးစီမံမှာလုပ်ခဲ့တယ်ဒါကိုတောင်းဝင်ခြေခဲ့တယ်ဒါကိုလိပ်ပြကိုလုံးနေဟုတ်တယ်မလားပြီးတော့ဒီအားကြတော့ကိုအနေနဲ့ဟိုပေါ့ပေါ့ပြပြဆိုတာတဲ့ဂိမ်းတစ်ခုအနေနဲ့ဒါကစားခဲ့ကြရဖြစ်တဲ့အတွက်ကြောင့်မလို့မမလည်းသူလည်းတော့သူတွေးနေတာ တွေ့တော့သူသူတွေ့နေသူသူလည်းရှုံးနေလို့ဆိုတော့ဘာဆိုရမလဲဆိုတော့သူကသူတွေ့နေချင်းခါကြည့်ကြလို့ရှိရင်ကိုရှိမှလူကိုမြင်နေပေမဲ့လေအဲ့လိုတိနေရမို့ကိုတွေ့နေရတခြားတွေကိုရောက်နေရတယ်ဖြစ်နိုင်နေလေအဲအကြောင်းမလို့ဟိုဟာအမားနဲ့ကလည်းအေးစေးစေးပဲဘာမှမဖြစ်ဘူးပေါ့နော်အဲ့တော့ဟိုအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှမ်းကဘာမှတော့မဖြစ်ပါဘူးဟုတ်အဲ့တော့ရော့တဲ့ချင်းကိုသူက ယူယူလဲဆိုလို့မရဘူးအတန်ကိုလုံးဝ raw style နဲ့ဟိုမှာတကယ်ကိုဘယ်လိုရောမလဲတကယ် raw ကာကြီးတယောက်လို့ဆိုရမယ်ဆိုတော့ကိုကအမှန်တမ်းပြောကို့ career လည်းမဟုတ်ဘူးလေဟုတ်တယ်မလားကို့ career မဟုတ်ကျွန်တော်လည်းတေးသေးချာချာလေးလည်းပြောခဲ့တယ်စင်ပေါ်မှာတောင်းပန်ပါတယ်ဒီတချင်းဒီကျွန်တော်ရဲ့ဟိုပုံစံလည်းမဟုတ်တလို့ကျွန်တော်ရဲ့ style လည်းမဟုတ်ဘူးဆိုတဲ့ဟာကိုအဲ့ဒီတောင်းပန်တဲ့ဟာကိုမတင်မဲနဲ့ဖြတ်လိုက်တယ်ဖြတ်ပြီးတော့ဆိုတဲ့ဟာကိုပဲတင်လိုက်တော့အဲ့လိုမျိုးဖြစ်သွားတယ်အဲ့တော့လေကျေးဇူးတင်ပါတယ်ပေါ့နော် အမကတော့သူကတော့ဆိုတော့လေဆိုတော့ဆိုတော့လုံးဝသူ့ရဲ့အတန်အပါဝါနဲ့သူ့ရဲ့တချင်းတွေကစောက်ရမ်းမိုက်တယ်မှန်တယ်ပြောရလို့ရှိရင်ဟိုတအားလေတကယ်လဲကောင်းပါတယ်တကယ်လဲကောင်းတယ်မမအမဆိုတဲ့ဒီအရှေ့ကတချင်းနေဆိုလို့ရှိရင်မြန်မာတချင်းနေဆိုလို့ရှိရင်အရန်မိုက်တယ်လေနော်အဲ့တော့ကိုကိုတိုင်းလည်းအားပေးဖြစ်တယ်သဘောလည်းကြားရတယ်ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်မှာအဲ့လိုမျိုးတို့တယောက်ကိုဘာညာတာအဲ့လိုမရှိဘူးနှစ်ယောက်လုံးကဆင်မမအေးစစ်စစ်ပဲတို့ကသူဟိုဒါကင်မရာအာ နောက်မှာသူတွေးနေတဲ့အတွေးကသူဆိုဖို့အတွက်ကိုတချင်းကိုတွေးနေရဆိုတော့တစ်ချက်လွတ်သွားတာပေါ့နော်အားကြောင့်ပါပဲပွဲကင်းနဲ့ရောက်နေတဲ့လူကဒီရဲ့ပျော်ရွှင်မှုကိုသူတို့ကိုယ်တိုင်ခံစားမိပါတယ်ဒီ line ပေါ်မြင်တဲ့စက္ကန့်စာလောက်ကလေးကိုကြည့်ပြီးတော့မဝေပန်ပါနဲ့လို့ဒီကပြောချင်တာကိုကိုယ်တိုင်အစားဆုံးသိလားကိုကိုယ်တိုင်အစားဆုံးရှိလားဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုကိုယ်တိုင်ရောသိရလားဆိုတဲ့ဟာတွေကိုမသူကစဉ်းစားစဉ်းကျင်ညာမရှိဘူးအဲ့လိုမျိုးဒီ line ပေါ်ခဏလေးအတွင်းကိုပဲဒီလို ဝေဖန်အကြံပြုကြတာဆိုတော့လေအဲ့အဲ့ຢာရင်ပတ်သက်ပြီးရှာရောလိုက်ဖြည့်ရှင်းမှလည်းမဟုတ်သလိုဘာမှလည်းမခံစားဘူးပြောချင်တဲ့လူကပြောမှာပဲအဲ့တော့ဒီတိုင်းပါပဲချစ်တဲ့လူကတော့ဆက်ချင်မှာပါဟုတ်ခက်လားဆိုတော့ခက်တာပေါ့ရှာရဲ့ကယ်ရီယာမှာမဟုတ်တာရှိုင်းဒီသေယုတ်ဆောင်လေးဆိုတော့လည်းမဟုတ်ဘူးလေသေယုတ်ဆောင်သေယုတ်ဆောင်မှာမှာကိုယ်ကဒါချစ်လို့ ခင်လို့ဖိတ်အာဘယ်လိုမလဲဖိတ်ခေါ်အားပေးတဲ့အချိန်မှာကိုအနေနဲ့ဒါကိုရဲ့အလုပ်ကိုတာဝန်ကြီးအောင်လုပ်ချင်ပဲဖြစ်တယ်ဒါပေမဲ့ဆိုင်းလုပ်လိုက်တဲ့အလုပ်ဒီဘယ်နေရာမှာပေါ်ပဲပြဖြစ်ပါစေရဲ့လို့တခါမှမလုပ်ခဲ့ဘူးတကယ်လို့သူများသူများကိုမပိုင်နိုင်တဲ့အရာလုပ်ခဲ့ရင်တော့မှဆိုင်းနေမြဲတောင်းမှစကားပြောတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုယ်တိုင်လိပ်ပြတန်တယ်အဲ့အတွက်ကြောင့်မလို့ဇယိုင်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောချင်ဘူး ဟန်ကောက်မှာဖယ်လေခဲ့လဲဆိုတော့တကယ်တမ်းပြောရလို့ရှိရင်အရင်တော့အချိန်မရလိုက်ဘူးအချိန်မရလိုက်ဆိုတော့ရှူတင်က2ရက်ဖြစ်တော့အဲ့လိုမျိုးမနေ့ပိုင်းရိုက်ပြောရလို့ရှိရင်ညပိုင်းလေးတွေသွားလဲစားတော့ကြတော့ဟိုသူတို့ပါလေ famous ဖြစ်တဲ့နေရာလေးတွေကိုတော့ live ပို့ပြီးမူကထစားကြရပြီးတော့ပါလေ no လားမသိဘူးအဲ့မှာသူတို့တော်တော်လေးစားလို့ကောင်းတယ်အဲ့ပေါင်ပုံးနဲ့ no ပါလေအရင်နဲ့မဲကြည့်အဲ့မှာဓပုံလေးလည်းရိုက်ခဲ့ကြတယ်နေရာဟာ trend ဖြစ်နေတဲ့နေရာဆိုတော့လေ trend ဖြစ်နေတဲ့နေရာဆိုတော့အဲ့နေရာလေးမှာရိုက်ရိုက်ခဲ့ကြတယ်ဟုတ်ဒီနေ့ကတော့ D9 mobile ဖုံးပေါ့เนาะဒီဟာဆိုင်ဖွင့်ပွဲ၅ဆိုင်မြောက်အနေနဲ့ဒါ Grand Open နေ့မှာရှိုင်းလူကြီးကိုမြောက်တက်ရောက်ပြီးတော့มาဒါဖွင့်ပွဲလို့တက်ရောက်ဖြစ်တာဒီ Leo မမကွဲ Leo ဘီယင်มาဆိုလို့ရှိရင်လည်းရှိုင်းတော့ဒါ Brand Ambassador အနေနဲ့ဟို လှုပ်ဆောင်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆိုင်မှာဆိုလို့ရှိရင်လည်းမမကွဲရရတယ်ပြောလို့ရှိရင် power bank တွေလည်းတနေရာထဲမှာရရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လည်းအားပေးပါလို့လည်းပြောချင်ပါတယ်ဟုတ်အဲအဓိကတော့ shine တို့ညီကိုညောင်ဒီနှစ်သတင်းကြုတ်လေးရတော့ဒါအလုတ်ခရီးလေးမှာအတူတူဒါညီကိုညောင်အလုတ်လဲလုံရင်ပျော်ပျော်ပါပါနဲ့သွားကြလဲကြရှောက်ကြစားကြပေါ့နော်အဲ့လိုမျိုးဆိုတော့အမတ်တရလေးလည်းဖြစ်ပါတယ်အာပြီးတော့ညီကိုညောင်ကအဓိကကြဒီ monthly monthly မှာလည်းဒါပွဲတက်အခုတူတူရှိကြရဲ့ပြီးနောက်ဆိုလို့ရှိရင်လည်းပွဲတက်လေးတူတူရှိရဆိုတော့ဒီနှစ်ယောက်ရဲ့ activity လေးတို့တော့တူတူတွဲမြင်ရ အောင်ပဲအဲ့တော့ fan လေးတွေအနေနဲ့လည်းအများကြီးဆက်ပြီးတော့ချစ်ခင်အားပေးကြပါအောင်လို့ကျွန်တော်လည်းအများကြီးကြိုးစားနေပါတယ် fitter ဆိုလည်း fitter လျောက်သူကြိုးစားနေတယ် shine ဆိုလည်း shine လျောက်ကြိုးစားနေကြဖြစ်တဲ့တကြောင်မို့လို့ကျွန်တော်တို့နှစ်ယောက်စလုံးကိုအားပေးရဂျိုနဲ့တဲ့သူတွေဖြစ်အောင်လို့လည်းကျွန်တော်တို့အများကြီးကြိုးစားသွားပါမယ်ဟုတ်ပရိသတ်တွေအတွက်ကိုရုပ်ရှင်ဇာတ်ကားကြီးတစ်ခုပေါ့နော် shine လက်ခံတာရှိရယ်တရေကားတစ်ခုပါအဲ့တော့မကြခင်ပါလေခြားပြမယ်အဲ့တော့ surprise လေးလည်းရှိပါတယ်ပြီးနောက်တစ်ခုချစ်ချင်စာဇာတ်ကားလည်းအခုလုံးဝရိုက်ကူးတာပြီးသွားပြီဆိုတော့ edit ဝင်နေပြီအရှမ်း န်းကိုမိုက်ပါတယ်အဓိကပြောချင်တာအရန်ကိုမိုက်ပါတယ်တကယ်ပါတကယ်ကိုကျွန်တော်ဘဝအတွက်ကိုအရန်ကိုမှတ်တိုင်တစ်ခုဖြစ်သွားမယ်ဇက်ကားလို့ပြောလို့ရရယ်ပေါ့နော်အချစ်ချင်းသာဇက်ကားကြီးကိုအများကြီးဝင်အားပေးဖို့လိုပါတယ်ဆိုင်တို့မှာစိတ်ရောကိုယ်ရောနှစ်ပြီးတော့ဒီကားပေါ်ကိုအားစိုက်ထားဖြစ်တဲ့အကြောင်းမလို့အားလုံးရဲ့ချစ်မြတ်အားပေးမှုတွေဝန်ရံမှုတွေအများကြီးလိုအပ်ပါတယ်အားကြောင့်မလို့အများကြီးဆက်ချစ်ပေးပါအောင်လို့တကယ်လို့ဆိုင်မှာတစ်ခုခုလိုအပ်ချက်အမားရွေးနေပါတယ်ဆိုလို့ရှိရင်လည်းချစ်တဲ့စိတ်နဲ့ကြည့်ပေးကြပါဘူးပြောချင်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်